အရှင်ဖုရားကိုပြောက်စီတဲ့ဂါထာလေးများရှိရင်ညွန်ပြပါအရှင်ဖုရားတဲ့ကောင်းပါပြီနော်ဘဝေဝဟံဘယံဒိတ်တဝါဘဝံစဝိဘဝေတိနံဘဝနာဘိဝဒိန်ကိန်စီနန္ဒိန်စနာဥပါတိယေတဲ့အဲ့ဒါဟာကိုပြောက်စီတဲ့ဂါထာပါဠိပဲဖြစ်ပါတယ်အနက်အဓိပ္ပာယ်ကတော့အဟံငါဖုရားတိ ဘဝေဖြစ်လျင်ပြည့်မြဲမလွဲတန်ထွာတန်တရာမှောင်အတွင်ထောင်အပ်ခြင်း၌ဘယံပူနာတိယိဒုက္ခဘေးမှစ၍ရံဆွဲအန္တရေဟုဘေးအဆုကိုဒိတ်တဝါဧဝကောင်းစွာပိုင်နှင့်တိမြင်တော်မူခြင်းကြောင့်သာလျင်ဘဝစကာမရူပအရူပဟုလောကသုံးပုံအလုံးစုံကို၎င်းတန်တဝေတိနံဘဝကင်းရာရှားကြံပါလေ ုံးဖျားဘဝအခြေလေရသည့်မြားလာတောင်းတောင်းတတဝါအကြောင်းရင်းကို၎င်းဒိဋ္ဌဝါတိမြင်တော်မူသည်ဖြစ်၍ကိဉ္စီဘဝလူဘုံနတ်ဘုံမြမဘုံဟုသုံးဘုံဌာနတစုံတစ်ခုသောဘဝကိုနာဘိဝဒိန်စုံစုံမတ်မတ်နှစ်သက်ခင်ပင်လူချင်းတောင်းတတော်မမူပေနန္ဒိသလူဘုံနတ်ဘုံမြမဘုံဝဲစုံစုံမတ်မတ် နှစ်သက်တွေ့တာဘဝတဏာကိုလေနာဥပါဒိယဆွဲလန်းလုကင်အမြင့်ရင်းက အပြင်းပြက်စီဖြတ်တောက်တော်မူခဲ့ပါပေတည်းတဲ့ထိုကာရာလေးဟာ မူလပါဏာတပါဠိတော်ဗျမဏိမန္တနာတုံးမှာမြတ်စွာဘုရားကကိုဖြောက်၍ဘဂဗျမကြီးကိုဟောကြားတဲ့ဂါထာလေးပဲဖြစ်ပါတယ်ဂါထာတစ်ပုဒ်ကိုရွတ်တဲ့အခါမှာတိဘုရားဟောပါဠိတော် ဖြေရပါမယ် နှစ်ပြီးပြင်ပြတ်သားစွာရွတ်ဖက်ရပါမယ်၃အနတ်အဓိပ္ပာယ်ကိုလည်းသိရပါမယ်၄ရွတ်ဖက်တဲ့သူကတိလစင်ကြဲတဲ့သူဖြစ်ရပါမယ်အဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်မှသာဂါထာရွတ်ခြင်းဟာအစွမ်းထက်ပါတယ်ဒါကြောင့်ဂါထာရွတ်ဖက်တာကိုမြင်နိုးတဲ့သူများအနေဖြင့်ဤအင်္ဂါ၄ချက်နဲ့ညီစွာရွတ်ဖက်ပါလို့ပြောကြင်ပါတယ်